Hello မင်္ဂလာပါဗျာဒီဗီဒီယိုမှာတော့ Yanwei AI နဲ့ဓာတ်ပုံဗီဒီယိုဘယ်လိုဖန်တီးမလဲပြောပြပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော် Yanwei website ကိုသွားဖို့စက်ပါမှာဒီတိုင်းရိုက်ထည့်ပြီး enter ခောက်လိုက်ပါ အပေါ်ဆုံးကဒီ website ကိုနှိပ်ပြီးဝင်လိုက်ပါဒီအပေါ်တောက်မှာ guest star ကိုနှိပ်ပါဒီနေရာမှာအခုမှစဖွင့်ရင် Gmail အကောင့်နဲ့ login ဝင်ရပါမယ်။ကျွန်တော်အကောင့်ဝင်ပြီးသားမို့လို့ဒီလိုပေါ်နေတာပါ။ဒီကနေဗီဒီယိုတက်ပုံထုတ်လို့ရပါတယ်။ကျွန်တော်ရန်ဝေးရဲ့ထူးတွေပြချင်လို့ဒီဘက်က open asset ကိုနှိပ်လိုက်မယ်။ ပြီးရင်အပေါ်ကိုဆွဲတင်မယ်ဒီမှာဗီဒီယိုထုတ်လို့ရတယ်ဓာတ်ပုံထုတ်လို့ရတယ်အတန်ထုတ်လို့ရတယ်ထူးတွေအကုန်လုံးကိုကြည့်ဖို့အော်ထူးကိုနှိမ်မယ်ဒါဆိုရင်ဒီမှာရန်ဝေးရဲ့ AI ထူးတွေအများကြီးတွေ့ရမယ်ထူးအများကြီးကိုမှဗီဒီယိုနဲ့ဓာတ်ပုံထုတ်တာကိုပဲပြောပြပါမယ်ဒီမှာ listen ဗီဒီယိုဆိုတာကနှကန်းလို့စကားပြောတဲ့ဗီဒီယိုထုတ်တဲ့ဟာပါကျွန်တော်ကတော့ listen ကိုဒီမှာမသုံးဘူး ကလင် AI မှာပဲတုံးဖြစ်တယ်။ listen တုံးတဲ့နေ့သိချင်ရင်ဒီဗီဒီယိုမှာသွားကြည့်လို့ရပါတယ်။အတန်ထုတ်တဲ့ဟာဆိုရင်လည်းကလင် AI မှာရှင်းပြထားတာရှိတယ်သွားကြည့်လို့ရပါတယ်။ဒါဆိုရင်ဗီဒီယိုထုတ်ဖို့ဒါကိုနှိပ်လိုက်မယ်။ဒီမှာပုံကနေဗီဒီယိုပြောင်းရမှာဆိုတော့ဒီနေရာကိုနှိပ်ပြီးဗီဒီယိုလုတ်ချင်တဲ့ပုံထည့်လိုက်ပါ။ပြီးရင်အောက်က prompt ထည့်ချင်ရင်ထည့်လို့ရပါတယ်။ ပြီးရင်အောက်ကဒါကိုနှိပ်ပြီးဗီဒီယိုဆက်ရွေးပေးလို့ရတယ်။ပြီးရင်ဒါကိုနှိပ်ပြီးအချိန်ရွေးပေးလို့ရတယ်။အကုန်လုံးပြီးသွားရင် generate ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်ဒီမှာဗီဒီယိုထုတ်နေပါပြီ။ဗီဒီယိုရပါပြီဖွင့်ကြည့်ရအောင် နောက်ထပ်ပုံထုတ်တဲ့နည်းကိုပြောပြပေးပါမယ်။ပုံထုတ်ဖို့ဒါကိုနှိမ့်လိုက်ပါ။ပြီးရင်ဒီနေရာမှာပုံထုတ်ခြင်းနဲ့ print ရေးထည့်ပါ။ကျွန်တော် copy ယူထားတဲ့ print ထည့်လိုက်ပါမယ်။ပြီးရင်ဒီမှာ style ကိုနှိပ်ပြီးပုံရဲ့ style ရွေးပေးလို့ရပါတယ်။ ြီးရင်ဒါကိုနှိပ်ပြီးပုံဆိုင်ချိန်မယ်ဒါကဘနဲ့ပုံထုတ်ချင်လဲရွေးပေးလို့ရတယ်ဒီမှာ resolution ရွေးပေးလို့ရပါတယ်အကုန်လုံးပြီးသွားရင် generate ကိုနှိပ်လိုက်မယ်ဒီမှာပုံထုတ်ပေးနေပါပြီပုံရပါပြီ။ ပုံကို တောင်းယူဖို့ဒါကိုနှိမ့်လိုက်ပါဒါဆိုရင်ရန်ဝေး AI မှာဗီဒီယိုနဲ့ဓာတ်ပုံထုတ်တတ်သွားမယ်လို့ထင်ပါတယ်မရှင်းလင်းတာဒါမှမဟုတ်သိကျင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်အားလုံးအဆင်ပြေကြပါစေဗျာ